အားလုံးပဲမင်္ဂလာပါတီချဲကတော့ grade 9တင်ရှာတင်ရိုးတစ်ကိုတင်ကြပြီမယ်တော်အိစနိုင်ချုပ်ပဲဖြစ်ပါရဲ့ဒီနေ့တီချဲတင်ကြပြီမယ်တင်ကန်းစာကတင်ချာနှင့်အခန်း၄အခြေခံဆောက်လုပ်ချက်များဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရဲ့ဒီတင်ကန်းစာမှာပါဝင်တာက4.1မြင်းပိုင်းတစ်ခုတွင်ပြီးရင်အည်သွက်ရှိတဲ့သူညီတော်မြင်းပိုင်းများပိုင်းခြင်း 4.2မြင်းပိုင်းတစ်ခုကိုပင်းရင်အချို့အတိုင်းပင်းရင်ရေသွန်းရှိတဲ့မြင်းပိုင်းများပိုင်ခြင်းလေးချိန်ကန်4.1လို့ပဲဖြစ်ပါရဲ့။ယူရဲချက်ကတော့ပင်းရင်မြင်းပိုင်းအားပင်းရင်ရေသွန်းဖြင့်သူညီတော်မြင်းပိုင်းများရရှိအောင်ဆောက်လုပ်ဆွဲထားတဲ့ရင်ပင်းရင်မြင်းပိုင်းအားပင်းရင်အချို့ဖြင့်ပင်းရင်ရေသွန်းရှိတော်မြင်းပိုင်းများရရှိအောင်ဆောက်လုပ်ဆွဲထားတဲ့ရင်ယူရဲထားပါရဲ့။4.1မြင်းပိုင်းတစ်ခုမှာပင်းရည်သက်ရှိတဲ့သူညီတော်မြင်းပိုင်းများပိုင်ခြင်း မြင်ပိုင်းတခု ABO ပေးထားပြီးတော့ရင်းကိုတူညီတော့မြင်ပိုင်း6ခုဖြစ်အောင်ပိုင်းဖြတ်ပါမယ်အဲ့တော့ဒီချက်တော့မြင်ပိုင်း AB လေးပေးထားပါရယ်ဒါကိုဒီချက်တော့ကအဆင့်သက်အနေနဲ့ဆိုရင်တော့ပေးရင်လျှင်ရရှိတဲ့မြင်ပိုင်း AB ကိုဆွဲမယ်ပြီးရင် down BAH တခုကိုပြုလုပ်ပါမယ်အဆင့်နှစ်ကတော့ compound ကိုအသုံးပြုပြီးတော့ AC equal to CD equal to DE equal to EF equal to FG equal to GH ဖြစ်စေမဲ့အမှန် CD EF GH တို့ကိုမြင်းပြောင်း AH ပေါ်ပင်အမှတ်တမ်းပြုလုပ်ပါမယ်။ဒါဆိုရင်ဒီချက်တို့ကကွန်မန်လေးကိုအသုံးပြုပြီးတော့ကိုကြိုက်တဲ့အချင်းဝက်လေးကိုချဲ့ပြီးွားတဲ့အခါကျရင်မြင်းပြောင်း AH ပေါ်မှာအမှတ်လေးမှတ်ပါမယ်။နောက်တစ်ခါအဲရောက်တဲ့နေရာနေထပ်ပြီးတော့ဒီချက်တို့ကခုနကကွန်ပါ ချဲ့ထားတဲ့အဝန်းကိုမရှင်းစေပဲနောက်ထပ်တစ်ဖြတ်ဖြတ်ပါမယ်။နောက်တစ်ခါထပ်ဖြတ်ပါမယ်။နောက်တစ်ခါထပ်ဖြတ်မယ်။နောက်တစ်ခါထပ်ဖြတ်မယ်။နောက်တစ်ခါထပ်ဖြတ်ပါမယ်။ဒီချဲ့တော့အပိုင်းလေးစုစုပေါင်း6ပိုင်းရအောင်ဖြတ်လိုက်ပါမယ်။ပြီးရင်တော့ဒီချဲ့ကဖြတ်ထားတဲ့ဖြတ်မှတ်တွေကိုအမှတ်လေးနာမည်လေးတက်ပြီးလိုက်ပါမယ်။ C D E F G H ဆိုပြီးတော့တက်လိုက်ပါမယ်။အဆင့်3အနေနဲ့ကတော့ B နဲ့ H ကိုဆက်ပါမယ်။ အဆင့်၄ရကျတော့ G ကိုဖြတ်ပြီးတော့ GB အပြိုင် HB ကိုဆွဲပါမယ်။ဒါဆိုရင် G ကိုဖြတ်ပြီးတော့ဒီ HB နဲ့ပြိုင်နေတဲ့မြင်းချောင်းလေးတစ်ခုကိုဒီချက်လိုဆွဲပါမယ်။အဲ့လိုပဲ F ကိုဖြတ်ပြီးတော့ F4 နဲ့ BH နဲ့ပြိုင်နေတဲ့မြင်းကိုထပ်ဆွဲပါမယ်။အဲ့လိုပဲဒီချက်တို့ကတောက်လျှောက် E ကိုဖြတ်ပြီးတော့ pH နဲ့ပြိုင်တဲ့မြင်တကြားထပ်ဆွဲမယ် DO ဖြတ်ပြီးတော့ pH နဲ့ပြိုင်တဲ့မြင်တကြားထပ်ဆွဲမယ် CO ဖြတ်ပြီးတော့ pH နဲ့ပြိုင်တဲ့မြင်တကြားထပ်ဆွဲမယ်ဆဲလိုက်တဲ့အခါမှာဒီချက်တို့ကဒီမြင်းတွေရဲ့အမှတ်လေးတွေကိုပေးလိုက်တဲ့အခါမှာ LMNOP ရလာတဲ့ AL LM MN NO OP နဲ့ PB တို့က low L တော့သူညီတဲ့မြင်းပိုင်းတွေဖြစ်ကြောင်းကိုဒီချက်တို့ကမြင်းပြိုင်ကုန်သတ်သည့်ကိုအသုံးပြုပြီးတော့သတ်သိပြနိုင်ပါတယ်ဒါဆိုရင်ဒီချက်တို့ကမြင်းပြိုင်ကုန်သတ်သည့်ကို သုံးပြီးတော့ဒီတူညီတဲ့ဖြတ်ပိုင်းဆိုင်ရာကုန်သတ်တီလို့တက်တည်ပြပါမယ်။ငင်းပြန်သုံးချောင်းကဖြင်းပြင်းတစ်ခုကိုတူညီစွာပိုင်းဖြတ်တယ်ဆိုရင်အချားမြည်ဒီဖြင်းပြင်းကိုမဆိုငင်းပြန်နေကတူညီစွာပိုင်းဖြတ်တာပါ။ငင်းပြန်သုံးချောင်းဒီဖြင်းပြင်းတစ်ခုအားတူညီစွာပိုင်းဖြတ်လင်အချားမြည်ဒီဖြင်းပြင်းကိုမဆိုထိုငင်းပြန်များကတူညီစွာပိုင်းဖြတ်မည်။ တတိပြရမယ်ဆိုရင်တော့ compound ကိုအသုံးပြုပြီး AC CD DE EF FG GH ဖြစ်စေမယ့်အမှတ်အသားကိုမှတ်ပြီးတော့ CL အပြိုင် DM အပြိုင် EN မြင်းသုံးကြောင်းကိုဆွဲသားမယ်ဆွဲလိုက်တဲ့အခါမှာဆိုရင်ဒီချေတော့ဒီလိုပုံလေးရလာမယ်ဒီမှာဆိုရင်တူညီတဲ့ဖြတ်ပိုင်းဆိုင်ရာခုံသက်သည့်အရာဆိုရင် AC CD AL ဝလမ်ဆိုပြီးတော့တီချေတော့ညီရယ်ထိုင်ခဲ့ EDM လေးကိုပဲကြည့်ပြီးတော့တီချေတော့ကမြင်းနဲ့ပြိုင်တဲ့သက်ကြောင့်လမ်းချိုးခေါ်လိုက်တာပါဒါဆိုရင်ဒီနေ့မှ AC နဲ့ CD နဲ့တီချေတော့သူညီအောင်ပိုင်းထားတဲ့မြင်းပိုင်းလေးဖြစ်တဲ့အသက်ကြောင့်မလို့ AC နဲ့ CD နဲ့ညီတာညီခဲ့ဆိုရင် AL နဲ့ LM ကလည်း AC နဲ့ CD အချိုးတူတဲ့အသက်ကြောင့်မလို့ AL နဲ့ LM ကလည်းသွားပြီးတော့ညီပါမယ်ဒါလို့လဲဆိုရင် AC နဲ့ CD နဲ့ညီနေလို့ပါအဲ့လိုပဲ CD over D equal to LM over MM ဖြစ်ပါမယ်။ဒါဒီမြင်းနေပြိုင်နေတဲ့အတွက်ကြောင့်မဟုတ်ဖြစ်တာပါ။ဒါကို teacher တို့က CD နဲ့ DE နဲ့ကလည်းညီနေတဲ့အတွက်ကြောင့်မလို့ LM နဲ့ MN ကလည်းညီပါရဲ့။ AL က LM နဲ့ညီရဲ့ LM က MN နဲ့ညီတဲ့အဲကြောင့်မလို့ AL ရဲ့ LM ရဲ့ MN ကညီပါရဲ့အဲ့လိုပဲနောက်တစ်ခါဒီချက်တော့က EN နဲ့ F4 ရဲ့ GB ရဲ့ HB ရဲ့ကိုအပြိုင်ဆွဲလိုက်တယ်ဆိုရင်ညင်းပိုင်းနေဖြစ်တဲ့ MN ရဲ့ NO ရဲ့ OP ရဲ့ PB ရဲ့ကသွားပြီးတော့ညီပါလိုက်မယ်ဒါကြောင့်မလို့ AL ရဲ့ LM ရဲ့ MN ရဲ့ NO ရဲ့ OP ရဲ့ PB ရဲ့က MM ကနှစ်ခုလုံးမှာပါနေတဲ့သူကအကုန်လုံးသွားပြီးတော့ညီွားပါလိမ့်မယ်နော် 4.2မြင်းပိုင်းတစ်ခုကိုပေးရင်အချို့အတိုင်းပေးရင်ရေသွက်ရှိသည့်မြင်းပိုင်းများပိုင်ခြင်းမြင်းပိုင်းတစ်ခု AB ကိုပေးထားပြီးတော့ရင်းကိုတူညီတော့အချို့တစ်ချို့နှစ်ချို့သုံးချို့နှစ်ရှိတဲ့မြင်းပိုင်းလေးကိုပိုင်ဖြတ်ပါမယ်။ဒါဆိုရင်ဒီချက်တို့ကအရင်ဆုံးပေးရင်လျှာရှိတဲ့မြင်းပိုင်း AB ကိုဆွဲပြီးတော့ DAX လေးတစ်ခုပြုလုပ်လိုက်ပါမယ်။ ဒီနေရာမှာဆိုရင်ဒီချေတော့ကအချိုးရရတစ်ချိုးနှစ်ချိုးသုံးချိုးနှစ်ဆိုတော့အချိုးစုစုပေါင်းအချိုးအပိုင်းရေတော့ကဘယ်လောက်ရှိလဲဆိုရင်တစ်ရနှစ်ရသုံးရနှစ်ငယ်ကိုပေါင်းလိုက်တဲ့အခါမှာစုစုပေါင်း10ပိုင်းရှိပါတယ်။ဒါကြောင့်မလို့ ွန်ပါအသုံးပြုပြီးတော့ AC = CD = D = EF = FG = GH = HIN = KJ ဖြစ်စဉ်မဲ့အမှတ်သားရဖြစ်တဲ့ CD EF GH IJ တို့ကိုမြင်းဖြောင့် AX ပေါ်မှာအမှတ်သားပြုလုပ်ပါမယ်။ပြောမယ်ဆိုရင်ဒီချက်မြင်းဖြောင့် AX ပေါ်မှာခုနလိုပဲကွန်ပါလေးအသုံးပြုပြီးတော့၈ပိုင်းပိုင်းပါမယ်။ အဲဆိုရင် comma လေးတုံးပြပြီးတော့ဒီချက်သပိုင်းပိုင်မယ်နောက်တစ်ခါသပိုင်းထပ်ပိုင်မယ်နောက်တစ်ခါသပိုင်းထပ်ပိုင်မယ်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 သပိုင်းထပ်ပိုင်ပါမယ်စုစုပေါင်းဒီချက်တို့က၈ခုပိုင်းပြီးသွားတဲ့အခါကျရင်အမှတ်လေးကိုနည်းနည်းတတ်မယ် C D E F G H I G ဆိုပြီးတော့တတ်ပါမယ်အဆင့်၃အနေနဲ့ကျတော့ B နဲ့ G နဲ့ကိုဆက်လိုက်ပါမယ်အဆင့်၄ကကျတော့ H ကိုဖြတ်ပြီးတော့ H ရန်အပြိုင် JB ကိုဆွဲပါမယ် H ကိုဖြတ်ပြီးတော့ဒီချဲတို့ကဘာလို့ဆွဲရလဲဆိုရင်ဒီချဲတို့နောက်ဆုံးအချိုးကနှစ်ဖြတ်တဲ့အတွက်ကြောင့်မလို့ဒီချဲတို့ကသူညီနဲ့မြင်ပိုင်းနှစ်ပိုင်းပါတဲ့အထိကိုဒီချဲတို့ကမြင်းပြိုင်တဲ့ကြောင်ဆွဲမှာဆိုတော့ H ကိုဖြတ်ပြီးတော့ဒီချဲတို့ကဆွဲလိုက်ပါမယ်နောက်တစ်ခါဒီချဲတို့က e ကိုဖြတ်ပြီးတော့ e ရဲ့အပြိုင် jb နဲ့ c ကိုဖြတ်ပြီးတော့ cl အပြိုင် jb ဆွဲပါမယ်။အရင်ဆုံး e ကိုဖြတ်ပြီးတော့ဆွဲပါမယ်။ဘာလို့လဲဆိုတော့တိချေတို့ကတိချိုနှစ်ချိုသုံးချိုနှစ်ကိုအနောက်ကအပြင်ရင်းနှစ်ချိုဆွဲပြီးဝိုင်း။ဒါဆိုသုံးချိုဆွဲမယ်ဆိုရင်သုံးပိုင်းယူရမှာဖြစ်တဲ့အတွက် h ကနေပြီးတော့၃မှတ်ညကိုယူလိုက်တယ်ဆိုရင် e ဖြစ်သွားမယ်။ဒါဆိုရင် e ကိုဖြတ်ပြီးတော့ဒီ bg နဲ့ပြိုင်တဲ့မြင်းကိုတီချာတို့ကဆွဲပေးလိုက်ပါမယ်။ဒါဆိုရင်တီချာတို့ကနောက်ဆုံးတစ်ခုကကြတော့နှစ်ချို နှစ်ချိုးဆိုတော့တီချာတို့က EN နေပြီးတော့နှစ်ချိုးမြောက်ကဘယ်ရဖြစ်မလဲဆိုရင် C ဖြစ်မယ်ဒါကြောင့်မလို့ C ကိုဖြတ်ပြီးတော့ BG နဲ့ဖြိုင်နေမြင်သားတို့ဖို့ကိုတီချာတို့ဆွဲလိုက်ပါမယ်ရလာတဲ့အဟာလေးကိုတီချာတို့အမှတ်ပေးမယ် LMN ဆိုပြီးတော့တီချာတို့ပေးလိုက်ပါမယ်ဒါဆိုရင် AL ရဲ့ LM ရဲ့ MN ရဲ့ MB တို့ရဲ့အချိုးတစ်ချိုးနှစ်ချိုးသုံးချိုးနှစ်ရှိတဲ့လိုအပ်တဲ့မြင်ပိုင်းလေးခုဖြစ်ကြအောင်တီချာတို့မြင်ပြိုင်ကုန်သတိပြီးတော့ သုံးပြီးတော့တက်တည်ပြလို့ရပါတယ်။ဒါဆိုရင်အချို့သူဖြစ်ပိုင်းဆိုင်ရာကုန်သတ်တီအရာမြင်းပြိုင်ကုန်သတ်တီကိုသုံးပြီးဒီချက်လို့တက်တည်ပြအောင်နော်။ ။ဒါဆိုရင်မြင်းပြိုင်သုံးချောင်းကဖျင်းမြင်းတစ်ခုကိုအချိုးသူညီစွာပိုင်းဖြတ်ရင်အခြားမိလီဖျင်းမြင်းကိုမဆိုထုံမြင်းပြိုင်များကအချိုးသူညီစွာပိုင်းဖြတ်ပါလိမ့်မယ်။တတိပြမယ်ဆိုရင်တော့ကွန်ပါအသုံးပြုပြီးတော့ AC CD CD D EF FG GH HI IG ဖြစ်စေမဲ့အမှတ်တွေကိုမှတ်ပြီး CD EF GH IG တို့ကိုမြင်းပြောင်း AS ပေါ်မှာအမှတ်သားပြုပြီး CL အပြန် EM ကိုဆွဲထားပါမယ်။ဒါဆိုရင်ဒီချက်တို့ကအချိုးသူဖြတ်ပိုင်းဆိုင်ရာကုန်သတ်သည့်အရာဆိုရင် AC by CE equal to AL/LM ဖြစ်ပါမယ်ဒီနေရာမှာ CE ဆိုတာက AC ရဲ့နှစ်ဆဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ CE ဆိုတဲ့မြင်ပိုင်းလေးမှာဆိုရင် CD ရဲ့ DE ရဲ့ပတ်ဝန်းကျင်လို့ပါ။ပြီးတော့ဒီချက်တို့ကအပိုင်းရင်သူညီစွာပိုင်းတဲ့အတွက်ကြောင့် AC ရဲ့ CD ရဲ့ DE ရလည်းညီနေရဲ့။ဒါကြောင့်မလို့ဒီချက်တို့က AC ပိုင်း CE ကအဲ CE က AC ရဲ့နှစ်ဆဖြစ်နေရဲ့ဆိုရင် AC ပိုင်း CE က1/2ဖြစ်သွားမယ်။ဒါဆိုရင် AC ပိုင်း CE က1/2ဆိုရင် AL/LM ကလည်း1 over 2ဒါဆိုရင် AL နဲ့ LMH က1 is to 2ဖြစ်ပါတယ်ဒါလေး equation 1လို့ထားလိုက်ပါမယ်နောက်တစ်ခါဒီချက်တို့က CL ရဲ့ EM ရဲ့ HN ငယ်တာအပြိုင်ဆွဲလိုက်မယ်ဆိုရင်ခုနလိုပဲပြမယ်ဆိုရင် CE over EH က LM over MM ဖြစ်တယ်ဒါဆိုရင် LM over MN ကဒီချေတော့ကအချို့ကဘယ်လောက်ဖြစ်သွားမလဲဆိုရင် CE က EH ရဲ့အချို့က2အချို့3ဖြစ်နေတဲ့အတွက်ကြောင့်2 over 3ဖြစ်သွားလိမ့်မယ်။ဒါဆိုရင် LM over LN ကကျတော့2 over 3ဒါကိုဒီချေတော့အချို့နဲ့ပြမယ်ဆိုရင် LM is to MN equal to 2 is to 3ဆိုပြီးတော့ဖြစ်သွားမယ်။ဒါဆိုဒီနေရာမှာကြည့်လိုက်မယ်ဆိုရင်ဒီ equation 2အဲ့လိုပဲ ဒီချက်တို့ကထပ်ပြီးတော့ EM အပြိုင် HM အပြိုင် GB ကိုလာဆွဲလိုက်မယ်ဆိုရင်လည်း MN နဲ့ MB ကိုအချိုးချရင် 3s to 2ဆိုပြန်ရတယ်ဒါ equation 3 equation 1ရဲ့ equation 2ရဲ့ equation 3ရဲ့ကိုကြည့်မယ်ဆိုရင် AL နဲ့ LM နဲ့အချိုးက 1s to 3 LM နဲ့ MN နဲ့အချိုးက 2s to 3ဆိုတော့ AN ရဲ့ LM ရဲ့ MN ရဲ့အချိုးချရင် 1s to 2s to 3 အဲ့အောင်မှာမ MN နဲ့ MB ချိုက3 is to 2ဆိုတဲ့အတွက် AL LM MN NB ကိုအချိုးချရင်1 is to 2 is to 3 is to 2ဆိုပြီးတော့တိချက်လို့ရပါတယ်။နေချင်းက4.1 Number 1 ပင်းရည်လျာရှိတော့မြင်းပိုင်းကိုဖော်ပြပါအရေးသွက်ရှိတယ်။သူညီတော့မြင်းပိုင်းများဖြစ်အောင်ပိုင်းဖြတ်ခိုင်းထားပါတယ်။ပြောမယ်ဆိုရင်ပင်းရည်လျာကို5စင်တီမီတာပေးထားတယ်။ဒီ5စင်တီမီတာကို3ပိုင်းအညီများဖြစ်အောင်ပိုင်းဖြတ်ပေးရပါမယ်။ဒါဆိုရင်ပထမအုပ်ဆုံး5စင်တီမီတာအလျားရှိတဲ့မြင်းပိုင်း AB ကိုဆွဲပြီးတော့ angle BAH ဖြစ်အောင်ပြုလုပ်ပါမယ်။ပြီးွားတဲ့အခါကျရင်တော့ဒီချက်တို့ပိုင်းခိုင်းတာ၃ပိုင်းဖြစ်တဲ့အတွက်ကြောင့်၆ဆောင်လေးကိုအသုံးပြုပြီးတော့ဒီချက်တို့အင်းမှတ်ကနေပြီးဒီအဝန်းကို မရွေးစီပဲနဲ့တစ်ခါဖြတ်မယ်နှစ်ခါဖြတ်မယ်သုံးခါဖြတ်ပါမယ်ရလာတဲ့ဖြတ်မှတ်လေးကိုဒီချက်တို့ကနာမည်ပေးလိုက်ပါမယ် CDE လို့နာမည်ပေးလိုက်ပါမယ်ပြီးရင်တော့ B နဲ့ E ကိုဆက်လိုက်ပါမယ်တခါတီချေတို့က D ကို ဖြတ်ပြီးတော့ B အပြိုင်းညင်းကို ဆွဲပါမယ် နောက်တစ်ခါ C ကိုဖြတ်ပြီးတော့ B အပြိုင်မြင်းကိုဆွဲလိုက်ပါမယ်။ရလာတဲ့မှတ်လေးကိုနာမည်ပေးလိုက်မယ်ဆိုရင် LM ဆိုတဲ့ဒီချန်နာမည်ပေးလိုက်မယ်။ဒါဆိုရင် AL ရဲ့ LM ရဲ့ MB တို့ရဲ့လိုအပ်တော့တူညီတဲ့မြင်ပိုင်းသုံးခုဖြစ်ပါတယ်။ပုံစံသူ၄ချိန်က4.1မှာကျန်တော့ပုံစံများကိုတက်ကြည့်ပေးပါနော်။ဒီနေ့တင်ခန်းစာကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်